နေပြည်တော်မှာရှိတဲ့အဆောက်အဦတော်တော်များများကအနည်းနဲ့အများထိခိုက်တာကြီးပဲဒါမထိခိုက်တဲ့အဆောက်အဦဆိုတာကမရှိသလောက်ဖြစ်နေတာပေါ့နော်အဲမပြိုသေးတဲ့အဆောက်အဦတွေမှာဆိုလို့ရှိရင်လည်းဆက်လက်နေထိုင်မှုရာကလည်းဒါမသင့်တော်တော့ဘူးပေါ့နော်ဖြိုးပြရမှာပေါ့ဒါကြောင့်မလို့ဒါတဝက်ကျော်လောက်ကိုပြန်လဲပြီးအစအနေတီထောက်တိဆောက်ရမယ့်အနေအထားမျိုးတစ်ခုရောက်သွားတာပေါ့နော်လမ်းနေဆိုလို့ရှိရင်လည်းဒါလိန်သွားတယ်တွန်းသွားတယ်ခောက်သွားတာတွေကွဲသွားတာတွေလည်းအများကြီးရှိတယ်ဒါကြောင့်ဒီလိုဒီငလင်ကျောပေါ်တဲတဲကြောက်နေတဲ့ဒီမျိုးကြီးကိုအဲဆက်ပြီးတိုးချက်မလားမတိုးချက်ဘူးလားဆိုတော့နိုင်ငံတော်အကြီးအကဲစဉ်းစားမှာပေါ့နော် ပြီးတော့ဒီမျိုးတော်ကြီးကိုဗိုလ်ချုပ်မွေးတက်ရွှေလက်ထက်မှာ2005ခုနှစ်မှာတရားဝင်ဒါပြောင်းလဲခဲ့တယ်အစအဦးအစအဦးတွေကိုလည်းတက်တော့ရိုက်ပြီးဆောက်လုပ်ခဲ့တယ်ဗောနော်ကျွန်တော်ငနေရင်ကြောတွေပါတွေကိုလည်းသူတို့သိချာမကြည့်ခဲ့ဘူးလားလို့ကျွန်တော်တို့ကလည်းမေးစရာရှိတယ်။ဘာကြောင့်လဲဆိုတော့သူတွေကပြောကြတယ်ဟာဒါကြီးကငလင်ကြောပေါ်တက်တက်ကြားရောက်နေတယ်။အဲ့လိုပြောတော့ကျွန်တော်တို့ကဒါဆဲအစိုးရအောင်မကြိုက်လို့ဦးတန်းရွှေကောင်းဆောင်တဲ့အစိုးရအောင်မကြိုက်လို့ပဲအာမနာပါပြောခဲ့တယ်လို့ထင်တာလေ။ခုကြမှာနှစ်ဖူးတွေဒူးတွေပညာရှင်တွေပြောတာမှန်နေတယ်ဆိုတော့တွေ့ရှိရတာပေါ့။ဩဒရတိတိမြို့နယ်ဆိုလို့ရှိရင်ဒါလောကငလင်ကြောပေါ်တက်တက်ကြားရောက်နေတဲ့မြို့ဖြစ်ပါတယ်။ ဒါကြောင့်မလို့ဥတ္တရတီစေယုံကြီးဟာလည်းအထူးကအများဆုံးဖြစ်ခဲ့တာပေါ့နော်ဒါကြောင့်ကျွန်တော်တို့ဒီလိုမျိုးအန်ဒရီယံများတဲ့ငလင်ကြောပေါ်တက်တဲ့ပြည့်ရွေးကြီးပေါ်တက်တဲ့ကြားရောက်နေတဲ့မျိုးကြီးကိုဆက်လက်ပြီးစီကောင်းအောင်လုံးမလုပ်ဆိုတာတော့တကယ်တော့အကြီးကဲကြီးရဲ့ဒါအမျှော်မြင်ရှိစွာနဲ့ဆုံးဖြတ်မယ့်ကိစ္စဖြစ်ပါတယ်။ကျွန်တော်အမြင်ကတော့ပြည်သူတရားရဲ့အမြင်ကတော့ဒါဒီနေပြည်တော်ကြီးကိုဆက်လက်ပြီးတော့တိုးချဲ့ဖို့စီကောင်းအောင်လုပ်ဖို့ဆိုတာထက်စားလို့ရှိရင်ရှိပြီးသားလေးကိုပဲဆက်လက်ပြီးတော့ဒါဟိုထိမ့်သိမ်းအောင်ရဖို့ပဲအကြံပြုလိုပါတယ်။ဘာကြောင့်လဲဆိုတော့လူကြီးပုံများလာမယ်ဆိုလို့ရှိရင်နောက်တစ်ချိန်မှာနှုတ်လက်နှုတ်ခတ်လာမယ့်ငလင်တွေတော့ကိုအမှတမ်းမှဒါ န်တရအမတများပါတယ်နောက်တစ်ခုကလည်းကိုယ့်ချိန်မှာဆိုရင်တော့ဒါတစ်ခုခုစဉ်းစားမယ်ဆိုမှီပါသေးတယ်ပြည်မျိုးဟာမြန်မာနိုင်ငံမှာဒါသဘောဘေးအန်တရအကင်းရှင်းဆုံးနဲ့အုတ်ချွေးရအမတန်အသင့်တော်အကောင်းမွန်ဆုံးနေရာဖြစ်ပါတယ် AR မြစ်ကြီးရဲ့အပေါ်မှာတည်ရှိပြီးတော့အောက်မှာဆိုရင် AR တိုင်းရန်ကုန်တိုင်းလိုမျိုးလူကြီးဒါ55တန်းတန်း30နီးပါးလောက်ရှိတဲ့နေရာကိုလည်းလမ်းအုပ်ချုပ်လို့ရတယ်ပြီးတော့ရခိုင်ကမ်းမြောင်ဒေသနဲ့လည်းရခိုင်ရိုးမနဲ့လည်းအမတန်နီးတယ် အထက်အညာနဲ့အောက်အရာတွေရဲ့အလဲကောင်တက်တက်မှာရှိတယ်မြေလက်မြို့မြို့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါပြည်မြို့ကတော့မြန်မာအုပ်ချုပ်ရေးစင်တာရွှေ့မယ်ဆိုလို့ရှင်တော့အကောင်းဆုံးပါပဲရှေးခေတ်ကလည်းဒါတေခေတ်တရာမြို့ကြီးဆိုတာကအရှိတောင်အရှာမှာအကြီးဆုံးရှေးဟောင်းမြို့ကြီးတစ်မြို့ဖြစ်ပါတယ်တေခေတ်တရာရဲ့မြို့ရိုးတွေဟာတုံးထက်ရှိပြီးတော့ နှစ်ပေါင်း2000ကျော်လောက်ကိုမြန်မာတွေအခြေချနေထိုင်ခဲ့ပါတယ်ခုချိန်ထိလည်းပြည်မျိုးဟာအစင်အဆက်လူစီကားဆက်ဖြစ်ပါတယ်အင်္ဂလိပ်လက်ထက်တုန်းကလည်းရန်ကုန်ပြီးလို့ရှိရင်အောက်မြန်မာပြည်မှာမော်လမြိုင်နဲ့ပြည်ကိုဒါအထူးပြုစုခဲ့တာပေါ့နော်အချို့ကလည်းမော်လမြိုင်ဟာအုပ်ချုပ်ရေးကကောင်းနေဆိုပေမဲ့လည်းအထက်အညာဒေသတွေဒါမြကြီးနားတို့ရှမ်းပြည်တို့တွေလည်းဝေးလံသွားတဲ့အတွက်ကြောင့်မို့လို့ဒါမော်လမြိုင်ကိုမပြောရခြင်းဖြစ်ပါတယ်အမ်ဒီပြည်မျိုးကြတော့ဒါတဘောဘေးအန္တရာယ်ရလဲအမှန်တမ်းမှာထိခိုက်မှုအနည်းပါတယ်ပြည်ွေချောင်းကြီးနဲ့လဲလွတ်ပါတယ်ဒါတော်တော်လွတ်ပါတယ် ပြီးတော့ AR မြေပေါ်မှာရှိရတဲ့အကြောင်းမို့လို့လည်းအထက်အောက်ကုန်းစီသွာလာရေးလည်းလွယ်ကူတဲ့အတွက်ကြောင့်မို့လို့နောက်တစ်ချိန်မှာဒါအုတ်ချွေရေးရခွဲဝေမယ်ဆိုလို့ရှိရင်တော့ဒီပြည်မြို့မှာတချို့တချို့သောရုံးတွေကိုစိုက်တဲ့နယ်လို့ကျွန်တော်ဒီနေရာနေပြီးတော့အကြံပြုလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်